ဒီဒီဂျေး channel တွေကပြန်လဲကြိုးစားပါရစေနော်နေဘာလဲပြောချင်လဲဆိုတော့နော်အရှုပ်ရှုပ်အရှုပ်တွေပေါ့နော်အရှုပ်ရှုပ်တွေဆိုတော့ပြောတော့လည်းမကြိုက်ကြအောင်နော်ပြောတော့လည်းမကြိုက်ကြအောင်ဟိုဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ကျွန်တော်တို့တော့လာပြီးတော့နော်ဒါတော့ဘာဖြစ်တော့ဆိုတော့နေပြီးတော့ရဲမဝေးရဲမှာပေါ့နော်နေပြီးတော့နေပြီးတော့မှကြတော့နော်မရိမှုလို့စွတ်စွဲတာပေါ့နော်စွတ်စွဲတဲ့နော်မရိမှုလို့စွတ်စွဲခံရတဲ့တယောက် ပေါ့နော်ရဲဘော်လွှမ်းမိုးဆိုတဲ့တယောက်ကိုနော်ဒုတက်ရင်မှုအမိန်နဲ့ဆရာအကြောင်းဆိုတဲ့နိုင်လင်းအောင်ကနော်ဒါတော့ဒုတက်ရင်မှုဆိုတဲ့ဟာနဲ့သူတို့နှိပ်ဆက်တယ်ပေါ့နော်နှိပ်ဆက်နဲ့လက်လွန်ကျက်သွန်ဖြစ်သွားတယ်အဲ့ဒီဟာကိုပြန်တိုင်တာဘူးလို့ဆိုတော့ချိုင်းထက်ဆိုတဲ့ဟာနော်ချိုင်းထက်ဆိုတဲ့ရဲဘော်ကပြန်တိုင်တာဟုတ်နော်အာ NGO ပြန်တိုင်တာအဲ့တော့အဲ့ဒီအတိုင်းတာကတေပြီးလို့ဖြောက်ဖြက်ခံပြီးတော့မှအလောင်းဖြောက်ပြီးတော့မှမြုံနံပြီးတော့မှရှစ်လကြာမှပြန်တိုင်းတာသူတို့ပြေးရလွှားရတာရှိတယ်သူစေမဖြစ်တော့ ချက်ချင်းမတိုင်ရဘူးအဲ့ဒီထဲမှာလည်းအဲ့ဒီဒီနော်ရဲဘော်လွှမ်းမိုးပေါ့နော်မရိမှုနဲ့ဆွဆွဲခံရတာလို့အမှနော် ARV ကပါလိမ့်မယ် ARV ကပြောတဲ့ဟာတစ်ချက်နားထောင်လိုက်ခုနပေါ်လိမ့်မယ်ကျွန်တော်လာပြီးတော့ဟိုဟိုဒီကောင်ကဘာဖြစ်တယ်ညာဖြစ်တယ်မလုံနဲ့မင်းတို့အဆုလို့ချင်းဝက်လက်ကဟာကိုပြန်ကြည့်လေဝက်လက်မှာအရက်သားနော်ကလေးလေးရှိသေးတယ်စက်တနစ်ကလေးလေးကိုအမှမင်းတို့ PDF ကလင်းမွေဆိုတဲ့ကောင်ရဲ့တပည့်ကစော်ကားတာအဲ့ဒီမရင်းကျခံရတဲ့မိသားစုအဖမ်းခံရတယ်အဲ့ဒါအရက်သားစစ်စစ်အယောက်300ကျော်ဆန်သားပြတဲ့ဟာကိုမင်းတို့ရှင်းချောက်တယ် ဟင်ငါ့အောင်မှာခွေးလို့လာလာမဟောင်းပါနဲ့လာလာမကြိုက်ပါနဲ့ငါပြောတယ်မင်းတို့ကောင်တွေငါပြောရင်မင်းတို့ကောင်တွေခံရတာကြီးပဲခံရတာကြီးပဲဟင်အဲ့ဆိုမင်းတို့ဒီဖြစ်စဉ်ကိုမင်းတို့ဟုတ်ပြီနှစ်ဖက်လုံးမှားတယ်ဆိုအမဝက်လက်မှာကြတော့မင်းတို့ဘာလို့ဟမ်ဘာလို့မလုပ်တော့ဝက်လက်မှာကြတော့ဘာလို့မလုပ်တော့မင်းတို့လင်းမွေဆိုတဲ့ကောင်လေကျွန်တော်တို့အသက်တည်နေအာမခံပါတယ်ပြုပါတယ်ဆိုပြီးတော့လုံမယ်ကြိုင်မယ်ဆိုပြီးတော့မင်းတို့မလုပ်ဘူးလေအဲ့ဒါကြောင့်မင်းတို့ဘာပြောမလဲဟမ်အဲ့ဒါကြောင့်မင်းတို့ဘာပြောမလဲတက်မလားနဲ့နော် တိလားသဘောပေါက်လားနော်အဲကြတော့ဒါဟုတ်တိုင်းသားချိုင်းထက်ထားနောက်တစ်ခုကကြတော့မဝေးမြိုင်မျိုးနဲ့ဗဟင်းမှာရက်ကြီးတာဝန်ခံတဲ့နှစ်ယောက်ကိုနော်အမ PDF ပြခုနကလာဖမ်းသွားပြီးတော့လက်လွန်ကျက်သွန်ဖြစ်သွားတယ်နော်ပေးသွားတယ်ကြတော့အဲ့ဒီဟာကပါအဖတာဝန်ခံကိုလှအောင်တဲ့နော်သူနဲ့ဖမ်းခံရတာနှစ်ယောက်ပေါင်းသုံးယောက်ဖမ်းခံရတယ်နော်အဲ့ဒီဟာပေါင်းဆိုတော့ခင်ဗျအဲ့ဒါကြောင့်ပြောရရက်သား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 ဆိုတာကျွန်တော်တို့ကလက်မခံဘူး ်ချို့ရိုက်ချို့ရိုက်မှာ KC တင်ပေးခဲ့ပြီကြာနော်ရက်ွက်တဲ့နေလို့အဲ့ဒါအရသာမဟုတ်ဘူးဗျာဖုံးကြောင်းတဲ့နေလို့အဲ့ဒါပေါ့နော်ဖုံးနေပတ်သက်တဲ့လူတွေမဟုတ်ဘူးနော်ကျွန်တော်တပုတ်ချင်းကြီးတင်ပေးခဲ့ပြီကြာကျွန်တော်ကွက်ကွက်ပွားပွားမြင်အောင်အကုန်လုံးတင်ပေးခဲ့ပြီသားနော်အကြတော့အခုဘာဖြစ်လို့လဲဆိုင်ကယ်ကိုအိတ်သောဖြုတ်ပြီးမောင်းတော့မောင်းတဲ့လူကအရင်ပကဖာအဖွဲဝင်ဟောင်းအဲ့ဒီဟာကိုချိန်ချန်လေးချက်ရိုက်လိုက်တယ်ဟွန်းကြတော့အဲ့လေးချက်ရလိုက်တယ်ရလိုက်တဲ့အတွက်ဘာဖြစ်တော့မကြည်နဲ့လို့ဆိုပြီးတော့ သူ PDF တွေခေါ်ပြီးတော့အမှမြိုင်ပတ်ကဖားရေနော်အဲ့မြိုင် PDF တွေကိုခေါ်ပြီးတော့အမှလုတ်လိုက်တယ်နော်အကြတော့ခင်ဗျားတို့ကကျွန်တော် KC မြေတမ်းမှာငွေရလက်နက်အာဏာဒီသုံးမျိုးကလူသားဆန်တဲ့လူတွေကြိုင်မှာလူသားဆန်တဲ့လူကြိုင်မှာဆိုခင်ဗျားလက်နက်ငွေအာဏာရှိရဆိုခင်ဗျားဖြစ်ချင်တိုင်းပြေလုတ်ချင်တိုင်းလုတ်တယ်လေခင်ဗျာဟမ်ကြတော့ဟမ်ဟုတ်ပြီအခုဂျဲဘော်လွန်မိုးကဝရင်းချင်းလို့တပ်လိုက်တယ်ဆိုလို့ချင်းမှန်တယ်ဆိုလို့ချင်းမင်းတို့အဝက်လက်မှာဖြစ်တဲ့ကိစ္စကြတော့မင်းတို့ဘာလို့စောက်အတန်နေပိတ်နေ စော်ဒီအတန်နေဘာလို့ပိတ်နေလဲငါလည်းအဲ့ရပြောမိတော့မယ်ရိုင်းရိုင်းနေရဟင်ဟုတ်ပြီမင်းတို့အဲ့နှစ်ဦးနှစ်ဖက်မှားတဲ့ဟေးဆိုလို့ချင်းအဲ့ဒီမှာဝက်လက်မှာလုံးဝမမှားတဲ့ဟမ်မိသားစုကိုကြတော့ဘာလို့ဖမ်းသွားတော့ဟမ်လင်းမွေကျွန်တော်အသက်နဲ့တာဝန်ကြီးခံနေဆိုပြီးတော့လေကြည်ဖောက်လိုက်မလားစိတ်မိတ်ထုတ်လိုက်မလားပြောတဲ့ကောင်လေဟမ်အဲ့ဒါကြတော့မင်းတို့မင်းတို့အမှန်တရားပဲမှားတော့ဟမ်နောက်ထပ်73နှစ်ကလေးကိုမတိန်ကျင်နဲ့နောက်ထပ်ဟမ်စားခါရွာမှာအမျိုးသမီး၉ဦးကိုညှပ်ဖမ်းသွားတယ်တပ်လိုက်တယ်ပြီးတော့ ျွန်းကျွန်းလာတော့မှာနော်ကျွန်းတော့လာကျွန်းလာတော့လာအမှကြတော့နော် PDF 3ယောက်ကပဲအမှနော်ရှားတွေဖြက်နားတွေဖြက်ပြီးအကုန်ဖြက်ပြီးတော့မရင်းကျင်ပြီးတပ်လိုက်တယ်မင်းတို့အဲ့ဒါကြပါဘာလို့တော့မှာဟမ်ကြောင်းမင်းတို့ဒီဟာမှမှန်တယ်ဆိုအခုနေပြီးတော့ချစ်ချစ်၃ညနဲ့တိုက်ရင်ကနော်အဲ့ဒီလွှမ်းမိုးကမရင်းကျင်လို့တပ်ပစ်တယ်ဆိုလို့ရှိရင်အဲ့ဒီ wallet မှာဖြစ်တဲ့ဟာတွေအဲ့ဒါကြီးကျန်တဲ့ဟာကြီးကျန်တဲ့ဟာကြီးကြတော့မင်းတို့ဘယ်လိုရှင်းမလဲ လူချင်းမုံလို့ဟမ်မင်းတို့ကောင်နေရကွာတိရမင်းတို့ကောင်နေရတားကြီးလေပဲနေညောင်းနေမင်းတို့ကောင်နေရနော်ဒီလောက်ကြီးဟိုတွင်ဖြစ်ပြနေတဲ့ဟိုမြင်းတောင်ဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုလဲမင်းတို့ကကာကွယ်နေတော့မဲ့မင်းတို့ကဟမ်အသေးအတန်ကာကွယ်တာအသေးအတန်ကာကွယ်ဟမ်ဘလို့ပြောလို့ပြောရမှန်းလည်းမသိတော့ဟမ်တစ်ဖက်အဖွဲ့အစည်းကိုမကြိုက်တာမကြိုက်လို့ရတယ်ဒါမဲ့ဖြစ်ပြနေတဲ့အရာပေါ်မှာတော့ဟမ် မရဘူးခင်ဗျာဟာပိတ်ပိတ်ပိင်းဘာဖြစ်တယ်ညာဖြစ်တယ်ညာမှတ်တောင်တောင်းနော်မှတ်တောင်တောင်းကျွန်တော်ဟာရနော်အကြတော့ဟိုထဲမှာလဲဟမ်စီဒီယန်ဒေါက်တာခင်တူတူလွင်ပေါ့နော်စီဒီယန်ခင်တူတူလွင်နော်စီစီဘက်ဆိုင်ရပေါ့နော်ဒေါက်တာလို့တောင်မခေါ်ချင်ပါဘူးကျွန်တော်ကတော့ဒါဒါအရှင်းဆုံးပြောတာမခေါ်ချင်ဘူးဒါမဲ့ထောက်နေမစိုးလို့ခင်ဗျားတို့မကွယ်လို့ခင်တူတူလွင်ဆိုလဲကျွန်တော်ဗီဒီယိုဖိုင်နေဖွင့်ပြအောင်မလာမယ်အဲ့ဒါတပုတ်တက်တက်လာ ခင်ဗျာဟမ်အဲ့တော့ငွေရလက်နဲ့အနာဒီသုံးမျိုးကလူသားဆန်တဲ့လူတွေဖြီမှာလူသားဆန်တဲ့လူဖြီမှာဆိုအဲ့ဒါကျွန်တော်ပြောနေတာနော်လူသားမဆန်တဲ့လူတွေဖြီတော့ဘာဖြစ်တော့ပြဿနာတွေကြီးပဲအကုန်လုံးပြဿနာကြီးတက်ဟင်ကြတော့ဟမ်ကြာ AR တွေကတင်ဆက်တာလေးချက်နားထောင်နေမှာနော်အကြမ်းမှာမင်းတို့အမှနားထောင်လိုက်နော်နားထောင်လိုက်မင်းတို့အကုန်ပေါ်သွားလိမ့်မယ်မရင်းမှုလို့စွတ်စွဲတာ ဆွဆွဲတာတရခံမဟုတ်သေးဘူးဆွဆွဲပြီးတော့နှိပ်ဆက်တာအဲ့ဒီမှာအခုအဲ့မှာတိုင်တဲ့ကောင်ဆိုင်းတဲ့သူတဲ့ကောင်ဝင်းနှောင်းထိုးလိုက်ပြီးရယ်ဝင်းနှောင်းထိုးလိုက်ပြီးရယ်တိုင်ရင်မှုကခိုင်းလို့ပေါ့နော်အကြတော့ပြီးတော့အခုသူကပြန်တိုင်တာအဲ့ဒီမြုပ်တာတွေဘာတွေမှလည်းတူပါတယ်ဟင်ပြောလိုက်တော့မင်းတို့ကအသေးသာပီဒီအက်ဒီအပဲလုံးဝသူတော်ကောင်းသူတော်စင်ကြီးလို့ဟမ်တကယ်ရအောင်နော်တကယ်တစ်ချက်နားထောင်ကြည့်လမ်းမလား နေပြည်တော်နဲ့မကွေးတိုင်းမြိုင်မြို့နယ်တို့မှာမြို့သားညီညွတ်ရေးအစိုးရ NUG လောက်ခံအဖွဲ့ဝင်တွေအချင်းချင်းကြောင့်ဖန်ဆီးတက်ပြတ်အလောင်းဖြောက်တဲ့အမှုနှစ်ခုဇက်တိုက်ပေါ်ထွက်လာပါတယ်။ NUG MOD ရဲ့နေပြည်တော်တိုင်းစစ်ဌာနချုပ်လောက်ခံ PDF တရင်အမှတ်၈၃ညနှစ်မှာ မရိမှုကျူးလွန်ကြောင်းဆွဆွဲခံထားတဲ့ရဲဘော်လွှမ်းမိုးကိုဒုတိယတရင်မှုဆရာကျောင်းခေါ်နိုင်လင်းအောင်ရဲ့အမိန့်နဲ့တရင်ကစစ်စေးစင်မှာလက်လွန်တည်ဆုံပြည်ရနောက်အလောင်းဖြောက်ဖြက်တဲ့ဖြစ်စဉ်တစ်ခုဧပြီလအတွင်းကဖြစ်ပွားခဲ့ပါတယ်။ဒါအပြင်မကွေးတိုင်းမြိုင်မြို့နယ်ဗဟင်းရွာကရဲချေးပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ခံတဲ့အဖွဲ့ဝင်2ဦးကိုနိုဝင်ဘာလနောက်ဆုံးပတ်မှာ PDF ကလာရောက်ဖမ်းဆီးသွားပြည်ရနောက် ပါပတာဝန်ခံတည်ဆုံသွားတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ကြောင်းမိသားစုနဲ့နေဆက်သူတွေထံကသိရပါဗျ။နေပြည်တော် PDF တရင်အမှတ်၈၃ညနဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့တပ်ဖွဲ့ဝင်ဟောင်းရဲဘော်ရှိုင်းထက်က NUG MOD ဝင်ကြီးဦးရင်မော် NUG စီရေးချုပ်ရုံး MOD စစ်ရုံးချုပ် KNP တပ်ပေါင်းစုံစီဦးစီအဖွဲ့ JCS တို့ထံကိုတိုင်ကြားစာပို့တိုင်ကြားထားတယ်လို့သိရပါဗျ။ရဲဘော်ရှိုင်းထက်ကရဲဘော်လွှမ်းမိုးကိုစစ်ဆေးစနစ် ရုံလောင်းမြုံနယ်ရာမှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်စီစီမီပြင်းနေတူလက်လွန်တာလက်လွန်လာတာဒီတိုင်းပဲကျွန်တော်ရှင်းနှစ်မှာပဲစကန်ပတ်ဝန်းကျင်မှာပြန်မြုပ်လိုက်တာကျွန်တော်တို့ဖြစ်စင်မှာတော့သူ့အဲဒီတောင်းတော့တယ်ပေါ့ဒီရဲနဲ့ခံရတဲ့အချိန်ကာလမှာဒီတောင်းတော့တဲ့အချိန်မှာကျွန်တော်တက်ခွဲမှုအားနေပြီးတော့စားရဖြော်ပြီးတော့သူ့ခါဘူကလောင်းရှာရပေါ့ဒီဖြစ်စင်မှာကျွန်တော်ပါလာဆိုရင်တော့ကျွန်တော်လည်းပါရဲဗျဟိုပထမပိုင်းမှာကျွန်တော်ဒီမျိုး းထုတ်ကြည့်ရရတော့ဝင်လို့တယ်သူ့မေးမြန်းတော့ဒါမဲ့အဲ့လောက်ကြီးလုံးမယ်လို့ကျွန်တော်လည်းမထင်ဘူးကျွန်တော်ကျွန်တော်ကကျတော့ဟိုတက်ခွဲမွေးအော်သွားရတာဆိုတော့ကျွန်တော်သူ့ရဲ့သူ့ပြင်ပြောလို့လည်းမရဘူးပြင်ပြောရင်ကျွန်တော်ပါရောပြီးတော့တောင်းဆိုင်မှာဆိုတော့ကျွန်တော်ပြောတော့တားခဲ့တားခဲ့မယ်မရခဲ့ဘူးပေါ့အဲ့ပုံစံမျိုးလို့ရှိရပြီးတော့ဒီဆက်ချောင်းရဲ့ main အောက်ကပဲကျွန်တော်လလုတ်ခဲ့ရပါပေါ့ ဒီပြစ်ဆင်ဟာ KNP ရဲတပ်ဖွဲ့ရဲ့အမှတ်9နဲ့မြေအတွင်းမှာဧပြီလအတွင်းကဖြစ်ပွားခဲ့တာပါ။ဒါပေမဲ့တရင်ပေါက်ကြားလာပါကလုံခြုံရေးစိုးရိမ်ချက် ရှိတာကြောင့်ရှလခန့်အကြာမမအလောင်းတူဖို့တိုင်ကြားရတာဖြစ်တယ်လို့တိုင်ကြားသူရဲဘော်ရှိုင်းထက်ကပြောပါရယ်။ဒီပြစ်ဆင်နဲ့ပတ်သက်လို့နေပြည်တော်တိုင်းစစ်ဌာနချုပ်ကလည်းတရင်ရရှိထားပြီး ကနအုပ်အစင်အနေနဲ့အမိန်ပေးသူဒုတိယတယင်မှုဆရာအကြောင်းကိုယာရုနဲ့လက်နက်ရုပ်သိမ်းခဲ့တယ်လို့နေပြည်တော်တိုင်းကုတ်ကဲရီမှုရဲဘော်လက်ရာကပြောပါရယ်။ဒါပေမဲ့ယာရုနဲ့လက်နက်စတင်ရုပ်သိမ်းခဲ့တဲ့နေ့ရက်ကိုတော့အတိအကျမသိရပါဘူး။အဲဒီနောက်ပြီးခဲ့တဲ့နိုဝင်ဘာလတတိယပတ်ကစတင်ကဆရာအကြောင်းကိုဖမ်းဆီးချုပ်နှောင်ထားပြီလို့ဆိုပါရယ်။တိုင်းစစ်ဌာနဥဆောင်ပြီးစုံစမ်းစစ်ဆေးအဲနေတဲ့အခြေအနေမျိုးမှာပဲအဲတိုင်း စစ်ထဏာကဒီစုံစမ်းစစ်ချင်းစစ်စေးတွေတဲ့ပေါ့နော်ပို့ပြီးတော့ဒီဟိုပို့ပြီးတော့ပို့ပြီးဒီထက်ပို့ပြီးဟိုဖြစ်အောင်ဆိုပြီးတော့စေယောကနေပြီးတော့နော်ဟိုပို့ပြီးတော့လေးနေအောင်ပေါ့နော်စေယောကနေပြီးတော့အဲဒီကိစ္စကိုကင်တွယ်မယ်ဆိုပြီးအကြောင်းကြားစာရောက်လာတာပေါ့နော်အဲ့မှာမှကျွန်တော်တို့တိုင်းစစ်ဌာနစစ်စမ်းစစ်ဆေးချက်ဒီအားလုံးကိုစေယောလွှဲပေးပြီးတော့စေယောကဒီကိစ္စကိုဆက်လက်ဆောင်ရွက်မယ်ဆိုတော့ဟာနဲ့ဆက်လက်ရေးယူဆောင်ရွက်ပြီးတော့အစီအစစ်ဆောင်ရွက်မယ်ဆိုပြီး အဲသူတို့ဆက်လုပ်နေကြပါတယ်။ဒါတို့အမှုမှန်ပေါ်ပေါက်အောင်ကျွန်တော်စစ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 ်ဆောင်ရမယ်။မကွေးတိုင်းမြိုင်မြို့နယ်ဘဟင်းရွာမှာလဲနိုဝင်ဘာ23ရက်နေ့ညတကောင်အချိန်ကရကြေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖတာဝန်ခံကုလှအောင်နဲ့နောက်ထပ်အဖွဲ့ဝင်2ဦးကို PDF 9ဦးကရုံးအတွင်ဝင်ရောက်ဖမ်းဆီးသွားပြီးတဲ့နောက်9ရက်လောက်အကြာမှာတော့ကုလှအောင်တေဆုံချောင်းတရင်ရခဲ့တယ်လို့မိသားစုနဲ့နှိဆက်သူတို့ကအရာဝတီကိုပြောပါတယ်။တေဆုံသူကုလှအောင်အပါဝင်ဘဟင်းရွာပါအဖအဖွဲ့ဟာ ကျင်းရွာအတွင်းမှာလေးရက်ဆက်တိုက်မော်တော်ဆိုင်ကယ်ကိုအတန်းဆူညံစွာမောင်းနှင်သူတအိုးကိုနိုဝင်ဘာ23ရက်နေ့ညပိုင်းကဖမ်းဆီးပြီးကျင်းတန်းလေးချက်ပေးပြီးတော့ပြန်လွှတ်လိုက်တယ်လို့ဆိုပါတယ်။အဲဒီလိုကျင်းတန်းပေးခံရသူကမြို့နယ်ပကဖာအဖွဲ့ဝင်ဟောင်းဖြစ်တယ်လို့နောက်ပိုင်းမှာသိရကြောင်းမိသားစုနဲ့နေဆက်သူကပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး PDF တွေကကုလအောင်နဲ့ပကဖာအဖွဲ့တွေကိုအရင်ညမှာပဲဖမ်းဆီးသွားတာလို့သိရပါတယ်။ အဲ့ဒီလူငယ်အပြစ်ပေးတဲ့ကိစ္စနဲ့ပတ်သက်လို့မကျေနပ်လို့ဆိုပြီးတော့မှပါအဖယုံထဲကိုညာင်ပါကဖအဖွက်တွေလာပြီးကမှအားလုံးဒူးထောက်ပေါ့နော်တနတ်တွေနဲ့ချိန်ပြီးမှဒူးထောက်ပြီးမှဖမ်းသွားတာနောက်ရကြမှကျမတို့ရွာကလူကြီးတွေနဲ့မိသားစုတွေသွားရောက်ဆောင်စမ်းတော့လက်လွန်သွားပြီးတေဆုံသွားပြီးဆိုတာကိုနိုဝင်ဘာလ28ရက်နေ့မှသိရတာကိုလာအောင်တေဆုံချောင်းကိုတရင်သာကြားသိရပြီး ရုပ်လောင်းပြန်ရတာမရှိသေးသလိုနောက်ထပ်ဖမ်းဆီးခံထားသူပါအဖအဖွဲ့ဝင်နှစ်ဦးလည်းပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ဆိုပါတယ်။မြန်မျိုးနယ်အတွက်မှာ NUG အနေနဲ့အုတ်ချုပ်ရင်းနဲ့ကာကွယ်ရေးကိုအရှေ့ပိုင်းအနောက်ပိုင်းတောင်ပိုင်းနဲ့မြောက်ပိုင်းဆိုပြီးတော့ဇုံလေးခုခွဲပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်။ဘဟင်းရွာကတော့အနောက်ပိုင်းဆုံမှာပါဝင်တာဖြစ်တဲ့အတွက်မြန်မျိုးနယ်အနောက်ပိုင်းဆုံရဲ့ပြည်သူ့အုတ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကို ။အေယော်တွေကဆက်သွယ်မေးမြန်းရမှာဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာမှန်ကန်ကြောင်းနဲ့အသေးစိတ်ကိုပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးကြောင်းပြောပါရစေ။တေဆုံးသူရဲ့ကြေးပါဖာတာဝန်ကကုလအောင်ရဲ့ကြံရည်သူမိသားစုရဲ့အနေနဲ့ကတော့ကုလအောင်တေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို အတိအကျသိရှိလို့ပြီးအမှုမှန်ပေါ်ပေါက်ဖို့လိုလားနေတယ်လို့မိသားစုနဲ့နေဆက်သူကပြောပါရဲ့ရှင်။ကဲ။အကြတော့ဟမ် ီတဲ့ဘက်ပို့တိကြအောင်ပါဟမ်ခင်ဗျာချင်းချင်းနေချင်းချင်းနေတော့အဲ့ဒါကြီးခင်ဗျားတို့เนาะရက်နေတဲ့အရာရက်နေတဲ့အရာမရှိဘူးခင်ဗျာနာတော့တချို့ဟာတချို့ဟာရက်သားတွေရက်သားတွေတော့ခင်ဗျားဘယ်လိုပြောမှာတော့ခင်ဗျာအခုကြည့်လေခင်ဗျာ အဲ့လူငယ်ကပါကာဖာအပွဲဝင်ဟောင်းတဲ့ခင်ဗျာအများကြီးပဲအကြောင်းလို့ကူခေါ်ကူနာထွက်တယ်ဒီနာထွက်တယ်ပြုတဲ့လူတွေကခင်ဗျားတို့ဘာတွေရောဖွဲ့ဝင်ဟောင်းနေအများကြီးပဲချိုးအားရရက်သားတွေမဟုတ်ဘူးနော်ကျတော့ငွေရဲ့လက်နက်ရဲ့အာဏာရဲ့ဒီသုံးမျိုးဟာထိမြင်လူသားဆန်မှာကေတီတောက်ချောက်ပြောလူသားမဆန်ရင်ခင်ဗျားငွေရလည်းတက်မဲ့လို့ကောင်းတယ်အာဏာလည်းတက်မဲ့လို့ကောင်းတယ်လက်နက်ကလည်းတက်မဲ့ဖို့ကောင်းတယ် ဟင်ကြတော့ကိုတက်ပေးတဲ့ဂျူရီနဲ့ကိုထိုးကြတယ်နော်ဒီမှာဆိုလဲခင်ဗျားတို့ဟိုပြောတော့ကြတော့ဘာဖြစ်တော့နေပြီးတော့မှချစ်တုံညာနှစ်မှာပြစ်တယ်ဟာဆိုလို့ချင်းမရိမှုလို့သွတ်သွဲခံရတာပဲရှိရနော်ဒါဒါသူတို့ပြောတဲ့ဟာကိုကျွန်တော်တို့သုံးသပ်ပြခင်ဗျားဘန်သူအမသူတို့ဘန်သူအစီရင်ခံတာအပိုင်းเนี่ยရှင်းကြလीရှင်းကြလीခင်ဗျာလွန်ခဲ့တဲ့၈လတွေကဖြစ်တဲ့ဟာဟမ် ာရအန်ယူယူမန်းနေတဲ့အန်ယူယူအဲ့လိုချင်းဘာဖြစ်တော့ဟမ်ဘယ်လိုပြောမလဲဟင်ဘယ်လိုပြောမလဲခင်ဗျာဟမ်ဘယ်လိုပြောရမလဲငယ်လေးတွေးကျွန်တော်တို့ကျွန်တော်ပြောတော့ခမားတို့တွေအကုန်လုံးခမားတို့တွေအကုန်လုံးဘာတွေဖြစ်တော့ခမားတို့အကုန်လုံးအကုန်လုံးခင်ဗျာပြန်ခံရမှာခင်ဗျာတော့နော်